ုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာတော့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ကိုလွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခဲ့ပါတယ်။ဦးကျော်စိုးကပေးပို့ထားပါတယ်ခင်ဗျာ။ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွေဥက္ကဋ္ဌအဖြစ်တောင်အောင်ထပ်ဆောင်မဲ့လွှတ်တော်ကိုယ်စားလှယ်ကိုရွေးချယ်ရမှာတော့တမစီအလွတ်နယ်ကအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအီကရွေးချယ်ခံခဲ့ရတာပါ။ဒုတိယအကြိမ်ပထမနေ့အစည်းအဝေးကိုတက်ရပါတယ်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်30တယောက်ထဲကမှဒေါက်တာအီကိုကျန်ကိုယ်စားလှယ်တွေကအဆုပြုရွေးချယ်ခဲ့တာပါ။ကီလိုလို လွတ်တော်ဥက္ကဋ္ဌရဲ့ရွေးချယ်ခံရတဲ့အသက်80နှစ်အရွယ်ဒေါက်တာအင်းဟာတရားလွတ်တော်ရှိနေတယ်လို့လည်းဖြစ်ပါတယ်။ခုကျင်းပတဲ့ဒုတိယကျင်းလွတ်တော်စီဝေးပထမနေ့စီဝေးမှာတော့လွတ်တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌရွေးချယ်ရမှာမျိုးသားဒီမိုကရေစီဘွဲ့ချုပ်ပါတီကကိုယ်စားလှယ်လေးသာအဆိုပြုကန့်ကန့်ခဲ့ရတာပါ။ဒီလိုရှိပါဘူး။ဒီကစိုးရိမ်ကြောင်ကြံတဲ့အချိန်လေးနေထားရတယ်တော့ဒီချလို့ချောစားတရှင်ရတီနိုင်လို့ကြားပေးပါပါ။ဒုတိယကြိမ်ဘော်ပြင်းတဲ့လွတ်တော်မှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီကကိုယ်စားလှယ်ဆက်ကူ မော်မျိုးသားပါတီကကိုယ်စားလှယ်တဲ့ဦးမော်ဒီသလုံဆိုင်ရာဒီမိုကရေစီပါတီကကိုယ်စားလှယ်တဲ့ဦးနဲ့ပြည်ထောင်စုချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်တဲ့ဦးတို့ကတက်ရောက်နေသလိုကာကွယ်ရေးဦးစီးချုပ်ကတိုက်ရိုက်ခဲ့တဲ့တပ်ပရသားလွတ်တော်ကိုယ်စားလှယ်ရှိဦးကလည်းတက်ရောက်နေတဲ့အတွက်မော်ဒီနယ်လွတ်တော်မှာကိုယ်စားလှယ်စုစုပေါင်း30တယောက်ရှိပါတယ်။လက်ရှိရွေးချယ်ခံရတဲ့မော်ဒီနယ်လွတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့မော်ဒီနယ်လွတ်တော်ကိုလွတ်တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌကဦးဆောင်ပြီးဥပဒေအစိုးရမိန့်ခွန်းတွေကိုအတည်ပြုပြဋ္ဌာန်းသွားမှာဖြစ်ပါတယ်။ကျွန်တော်ကြော်ဆိုပါခင်ဗျာ။